အဲအဲ့ချိန်မှာဒါတို့ရှင်းလင်းလောက်တဲ့ချိန်မှာအခုလိုမျိုးအလောင်းတွေတွေ့တော့ဗောနော်အလောင်းတွေတွေ့တဲ့ချိန်မှာဒါဒုတိယဘုံမူကြီးဆိုတဲ့တကောင်ပါတယ်ဘူကြီးဆိုတဲ့တကောင်ပါတယ်ဘူကြီးကတော့မင်းထက်ဆိုပြီးသိရတယ်ဗောနော်ရှင်းပြပြီးမှရောက်တဲ့ချိန်မှာလုံးဝခွဲခြားဆက်ဆံတာမရှိတော့တဲမှုတည်လဲထားခဲ့တယ်ရှဲမောတည်လဲထားခဲ့တယ်ဘူကြီးတည်လဲထားခဲ့တယ်ဗောတော့လုံးဝတယောက်မှမခွဲခြားဘူးတဲမှုမှုလို့ခေါ်သားမယ်ဆိုတာလည်းမရှိတော့ဘူးအဲ့လိုမျိုးတည်တော့ပါပြီဆိုတဲ့ဟာကိုသိကျင်နေဆိုရင် တွလိုင်းတက်ဖွဲ့စီမှာလာတောင်းတွလိုင်းတက်ဖွဲ့ဝင်တွေတင်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေစီမှာအဲ့ဟာတွေကို screen shot ရိုက်ရိုက်ဓာတ်ပုံတွေဆိုတိမ့်တိမ့်ပြရတယ်မင်းတို့အထက်ဌာနကိုတော့ပြဒီမှာကျမယောက်ျားပါဗီတိုက်ပွဲမှာတည်သွားတာပါဒီမှာကျမသားပါလာပါဒီနေ့ကစက်တင်ဘာ26ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာအားရစရာသတင်းကောင်းတွေလည်းအများကြီးရှိသလို တော့ဟိုကရည်စရာကောင်းတဲ့ဟာကြီးလည်းရှိတယ်ပေါ့နော်မပြောရသေးရည်ချင်တဲ့အကောင်ကြောင်းကဒါမရောလိုက်ပါနော်အော်တန်စာအကောင်ကြောင်းကတည့်ရတိုင်းပဲဒါရုရှားခီးစင်ကစဖူမှုမရောလိုက်ကြောင်းငါတလောက်ပေါ်နဲ့လက်ဘတ်တုံးအဲ့ဟာလည်းရှိတယ်ပြီးရင်ဒါဝင်းဒိုဘက်မှာဖြစ်တဲ့ဒါတိုက်ပွဲဖြစ်စဉ်တွေရှိတယ်ပြီးရင်ခင်ဦးမြို့နယ်တဲကပေါ့နော်ဒီတိုက်ပွဲအဲ့ဒီပွဲကကျွန်တော်ရှေ့မှာပြောခဲ့သလိုဒီအတန်ဖိုင်နေနားထောင်ကြည့်ရတဲ့အချိန်မှာလည်းတကယ်ကိုအားရစရာကောင်းတဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့တဲ့အပြင်အဲ့ဒါတွေရဲ့အခုနောက်ဆက်တွဲပေါ့နော်ဒါ စစ်ကောင်စီရဲ့တဲမ်းမှုဆိုတဲ့အလောင်းပေါ့နော်ဗီဒီယိုတပ်ပွဲတွေကတကြိုဖေးနေရစားတယ်အဲ့ဒါလည်းရှိတယ်ပေါ့နော်ပြီးတော့ကမ်ဘလူးကတိုက်ပွဲတွေပြီးရင် ဘေးကနေတင်းသားကြီးကိုဒါရိတ်ခါသွားပို့တဲ့ရင်နန်းနေတိုက်ခိုက်ခံရတဲ့တင်းနေအပြင်ကျွန်တော်တို့ဒါဗကြုတ်ထွန်းမြတ်နိုင်ပေါ့နော်ဗကြုတ်ထွန်းမြတ်နိုင်ကဒါအေယာဝတီနဲ့အင်တာဗျူးမှာပြောသွားတဲ့အထက်ကမွေးဆွေးဝါးနဲ့ပတ်သက်တဲ့ဟာလေးကတကယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဟာနဲ့တိုက်ဆိုင်သွားတဲ့ဟာလေးပေါ့နော်အဲကျွန်တော်ပြောခဲ့တဲ့ဟာနဲ့ဒါအခုကိုကျုပ်ပြောတဲ့ဟာနဲ့ကတော်တော်လေးထပ်တူကြတယ်ဆိုတဲ့အကြောင်းလေးလည်းဒါဝေမျှကျင်တာရှိတယ်ပေါ့နော်အဲ့တော့ပထမဆုံးပြောကျင်တာရုရှားရောက်စပိုမှုမရောက်လိုက်ရုရှားနိုင်ငံမော်စကိုကိုခီးသွားတယ်သွားတဲ့ချိန်မှာ အခီးစဉ်သူ့ရဲ့ခီးစဉ်ပေါ့နော်အဲ့မှာသူ့ကိုလာကြိုတဲ့ဒါ Nova Civic မျိုးကအုတ်ချုပ်ရေးမှုမျိုးအုတ်ချုပ်ရေးမှုတဲ့အဲသူ့ကိုဒါငသလောက်ပေါင်းရယ်လက်ဖက်တုပ်ရယ်လက်ဖက်ရည်ရယ်တိုက်တယ်ဒီကောအစားတွေလိုက်ကျွေးနေရတော့ဒီကောဘာကောင်လည်းမသိဘူး။ဝေါ့လေ UWSA ကိုလည်းဒါငတ်တိုက်ပြုတ်လေးပူပူလေးပေါ့နော်သူကလည်းသွားပြီးတိုက်တာရှိတယ်လို့အခုလည်းလုံးပြန်ပြီ။ငတ်တလောက်ပေါင်းနေလက်ဘတ်တုတ်တွေဒါလက်ဖက်ရည်တွေသွားတိုက်တယ်။ပြီးတာနဲ့ဒါသူက ဘလော့ကလုံးနေတာပေါ့ဗျာသိလားလေးစိတ်မာကိုကျွေးခဲ့တာလေအဲဥစားတကယ်လေးစိတ်မာကိုအဲ့လိုမျိုးကျွေးခဲ့တာသူကိုယ်တိုင်လှုပ်ခဲ့တဲ့ဟာဆိုပြီးတော့ပေါ့နော်ပြည့်အဲ့ဒီမြန်မာရိုးရာအစားအစာတွေကြောင်းသူရှင်းပြသေးရယ်ဆိုပြီးတော့သိရကောင်းပါတယ်ကောင်းပါတယ်ပေါ့နော်ဒါပေမဲ့ဒေတာအစားအစာတွေရှိတယ်ကြော်ပြောကြတာသူတို့ကိုချက်ကျွေးနေတဲ့ဟာတွေတကယ်အကောင်းဆုံးလက်ရာတွေရှိတယ်ဒေါ်လာရင်းတက်ဖွဲ့တွေချက်ကျွေးနေတဲ့ဟာတွေရှိတယ်ရခိုင်မှာဆိုတဲ့ရခိုင်မှာချက်ကျွေးတာတွေရှိတယ်ကရင်မှာဆိုတဲ့ကရင်မှာချက်ကျွေး KIA မှာဆိုတဲ့ KIA ကချင်မှာချက်ကျွေးတာတွေရှိတယ် နင်းမျိုးစုံနဲ့အညာမောပေါ့နော်ဒေတာအကုန်အစုံကနည်းမြေအစုံကချက်ကျွေးနေတယ်ဒါဒေတာအတွက်အစားအစာတွေအများကြီးရှိတယ်အဲ့အကြောင်းတွေကိုပြောခဲ့လားမပြောခဲ့လားတော့ဒါမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ဒါမြောက်လိုင်းကတော့အဲ့မှာသွားပြီးတော့ဒါဆုပ်ဖို့မှုလုပ်ခဲ့တယ်ဖူဘလော့ကလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းလေဒါရည်စရာဟာတာတစ်ခုအနေနဲ့မြင်မိတယ်ပေါ့နော်နောက်တစ်ခုကအဲသူကဒီလိုမျိုးအဲတွာလာခွင့်ရဖို့ဆက်ဆံခွင့်ရဖို့ပေါ့နော်အဲသူတို့ ਨੇ ပို့ပြီးတော့ရင်းနှီးတဲ့ဆက်ဆံရေးတခုတိစောက်ဖို့အတွက်ကိုအခုလုံမချက်မကြောက်လဲ လုတ်တယ်ဆိုတဲ့ဟာကတော့အတွေ့အယူရမှာတနေပေါ့နော်ဟုတ်တယ်လားတကယ်ကိုမျက်နှာပြောင်းတယ်မျက်နှာပြောင်းချက်ကဒီကိုနိုင်ငံရဲ့အချက်ကိုကဘာပတ်ပြီးခွဲနေတဲ့ကောင်မျိုးတကယ်ကိုဒါယူလောက်အောင်တကယ်ဒီကောင်ရဲ့စဉ်းစားလို့မရဘူးဒီကောင်ရဲ့တွေးခေါ်နိုင်စွမ်းကြီးတွေလောက်ရဲ့ကြီးတွေကပေါ့နော်အောက်ကောင်တွေကလည်းလက်ခံတယ်ဗျအဲဥစား ရှေ့မှာလည်းဒါတော့မှကြွမင်းချောင်းရှိပြီပြီဘောနော်အခုလည်းဒီလိုပုံစံမျိုးပြီးရင်ဒါမကွေးကိုသွားတဲ့ချိန်တော့ကလည်းဒါတီးတဲ့အတိုင်းပဲရှေ့ကဘောနော်ဒါပုံကိုသူပုံကိုမြက်တွေဘောနော်အဲဥစ္စာတွေကိုအကုန်လုံးသူနဲ့နှိုင်းပြီးဆွဲချတာမျိုးတွေသူလုပ်ခဲ့တယ်ကိုသိခါကြီးညွန့်နှံ့အောင်လုပ်တယ်ဘောနော်အခုလည်းနိုင်ငံရဲ့ကိုသိခါကိုပတ်ပြီးတော့အချက်ကွဲနေတာဒီကောင်ရဲ့လူကောင်မျိုးအဲ့တော့ဒါဒီကောင်ရဲ့ပုံစံကြည့်ရတာတကယ်မူမမှန်တော့တဲ့အနေထားဘောနော်အချို့လည်းပြောကြတာရှိတယ်အသက်ကြီးလာပြီဆိုတဲ့ချိန်မှာဒါတွေကဖြစ်တတ်တယ်ဆိုတဲ့ဟာမျိုးတွေတွေးမိတာရှိတယ်နောက်တစ်ခုကဘာပြောလဲဆိုတော့ ဒါကဒါသွားပြီးတော့အခုလိုမျိုးလှုပ်တာတွေကြွေးတာတွေအခုလိုမျိုးပေါ့နော်ထူးထူးဆန်းဆန်းလှုပ်ရက်တွေပြုတ်မှုနေတယ်ဆိုတာတွေကပေါ့နော်ရရချီတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းပြောကြရတယ်ရှိတော့အဲ့ဒါလည်းဖြစ်နိုင်ခြေရှိသွားပြန်ရောအဲဒီကောင်အတွက်ဆိုရင်ဖြစ်နိုင်ခြေရှိတယ်ပေါ့နော်အဲရရကိစ္စတွေအဲဒါမျိုးပုံစံမျိုးတွေကသူတို့စီမှာဒါလုံးဝဟိုအတွင်းကြကြလှုပ်ဆောင်နေတဲ့အရာမျိုးတွေပေါ့နော်အဆောင်လှုပ်ပွဲတစ်ခုတော့မှတင်းညာနဲ့ချီထောင်နဲ့ချီပြီးတော့ပေးပြီးတော့ဆောင်ကြတယ်ဆိုတဲ့ဟာမျိုးတွေကစကျွန်တော်တင်းနေပေါက်ကြတဲ့ခါမှာသိရတယ် ဲ့တော့ဒီကောင်းနေအနေနဲ့ကဒီလိုမျိုးကိစ္စတွေလုပ်တဲ့ဟာမှာဒီရေရာကိစ္စတွေအစီမံကိစ္စတွေမပါဘူးလို့မပြောနိုင်မြန်ဘူးပေါ့နော်အဲ့ဒါကြောင့်ဒီကောင်းတကယ်ကိုဒါထူးကဲပြီးတော့ယူနေတဲ့ကောင်မျိုးပေါ့နော်ကျော်တော်လေးလည်းအရှက်မဲ့တဲ့ကောင်လို့ပဲပြောရမှာပေါ့နော်နောက်တစ်ခုကတော့ဒါကြောင့်အားရစရာပြောမယ်အဲ့ဒါကဒါခင်ဦးပွဲခင်ဦးပွဲမှာဗျာဒါရှေ့မှာကျွန်တော်ပြောခဲ့တာပေါ့နော် အတန်ဖိုင်နေလဲရခဲ့တာတွေလည်းရှိတယ်အဲ့အတန်ဖိုင်နေထဲမှာပြောနေကြတဲ့ဟာငါငါလက်ထဲမှာကိုပဲဒါဒါအမေ3တက်လက်ရှိတယ်အဲ့ကောင်သုံးမွေ့ဖို့သူကြီးနဲ့သူရှင်းပလိုက်တာလို့ဟောအဲ့အဲ့ဥစ္စာတွေရဲ့နောက်ဆက်တွဲနောက်ဆက်တွဲပြောရမယ်ဆိုရင်အဲဒီဒီတိုက်ပွဲပြီးသွားပြီဆိုတဲ့အချိန်မှာဒါနေမင်းရှင်းလေးတွေတပ်ဖွဲ့တွေကလှုပ်ကြနေမင်းရှင်းလေးလှုပ်တဲ့အချိန်မှာကိုပဲသူတပ်ဖွဲ့တွေကအများကြီးပါတယ်အဲ့ထဲမှာအများကြီးပါလို့ကြာသူက သူ့နယ်မြေနဲ့သူရှင်းလင်းကြတာပေါ့ရှင်းလင်းကြတာအဲ့မှာတော့ဖြေထားတဲ့ interview ဖြေထားတဲ့ဒါ match up ပေးထားတဲ့ဟာလေးကတကယ်သဘောကျဖို့ကောင်းလို့ပါအဲအဲ့အချိန်မှာဒါသူတို့ရှင်းလင်းလုပ်တဲ့အချိန်မှာအခုလိုမျိုးအလောင်းတွေတွေ့တော့ပေါ့နော် လောင်းနေတွေ့တဲ့အချိန်မှာဒါဒုတိယဘုံမူကြီးဆိုတဲ့တကောင်ပါတယ်ဘူကြီးဆိုတဲ့တကောင်ပါတယ်ဘူကြီးကတော့မင်းထက်ဆိုပြီးသိရတယ်ပေါ့နော်အခြားဒါအခြားအဆင့်ဒါရဲဘော်တွေလည်းပါတယ်ပေါ့နော်အဲစစ်သားတွေလည်းပါတယ်ဒါမြောင်းလိုက်စစ်သားတွေလည်းပါတယ်အဲကြအဲ့လိုမျိုးပုံစံမျိုးတွေ့တော့ဒါသူတို့တွေကပြန်ပြီးတော့တကြိုပေးဆင်းပြေပြေမှာတေပြီးကြံခဲ့တဲ့စစ်ကောင်စီတန်မှုကို PDF ကတကြိုပေးနေရတာကြားလုံးကကောင်းသေးရဲ့လား တကယ်အားရစရာကြီးနော်တကယ်တကယ်တွေးကြည့်မယ်ဆိုရင်တကယ်အားရစရာကောင်းတယ်အဲ့အကြောင်းကျွန်တော်ပြောပြမှာနော်အဲ့တော့မြေမြုပ်ပေးနေရတယ်ဗောနော်ပြီးရင် तू ပြောထားတဲ့ match ထဲမှာဆိုရင်တေတာကအလွတ်သဘောအနေနဲ့ပြောရမယ်ဆိုရင်တဲ့30ဆိုလဲဟုတ်တယ်တဲ့30ဆိုလဲဟုတ်တယ်90ဆိုလဲဟုတ်တယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့စုပေါင်းပြီးတော့တိုက်ကြတာဖြစ်တဲ့အတွက်ဗောနော်ကျွန်တော်တို့ကကျွန်တော်တို့တိုက်ပွဲထဲမှာကျွန်တော်တို့မြင်ရတယ်ကျွန်တော်တို့ bet chance မှာ30ဆိုရင်တခြားတက်ဖွဲ့တွေဘတ်ချာမှာလည်း30ဖြစ်နိုင်တယ်အဲ့တော့ဒါပေမဲ့အဲ့30 30ကြီးကမတူ20လည်းဖြစ်သွားနိုင်တယ် 30လည်းဖြစ်သွားနိုင်တယ်50လည်းဖြစ်သွားနိုင်တယ်တိုက်တဲ့အဖွဲတွေကျွန်တော်ပြောပြပါဘောနော်တိုက်တဲ့အဖွဲတွေဆိုရင်ဒါအမှတ်နှစ်ရွှေဘိုခရိုင်အမှတ်3တက်ရင်အဲပြီးရင်ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲမြို့နယ်ပါကဖပြီးရင်တိုက်နယ်1 2 345ပါကဖများခင်ဦးမြို့နယ်ပါလာဖအစုံပဲဗျာအများကြီးဗျာအဖွဲတွေရာစီလောက်တကယ်ဖျားပွဲကြီးဘောနော်လုံးဝဒီစစ်ကောင်စီစစ်သားတွေကိုအမဲလိုက်လို့လိုက်ခဲ့တဲ့တိုက်ပွဲအဲဥစားတကယ်အားရစရာကောင်းတဲ့တိုက်ပွဲ အဲ့တော့အဲ့တိုက်ပွဲမှာအခုဒါမျက်မြင်နေနဲ့တို့ကတွေ့တဲ့တို့စီမှာရှိတယ်တို့အပိုင်ပေါ့နော်အခုအင်တာဗျူးဖြေလိုက်တဲ့မှတ်ချက်ဖြေလိုက်တဲ့ဒါတက်ဖွဲ့တွေရဲ့အပိုင်ထဲမှာကိုပဲအဲ့ကောင်တွေအလောင်းတွေ့ရအဲ့တော့တခြားနေရာတွေမှာလည်းသူကရှိအောင်ပါအဲ့အဲ့လိုပြောတာကျွန်တော်တို့ကဒီမှာကျွန်တော်တို့တွေ့တဲ့ဟာပဲပြောတာပေါ့နော်ဒါပေမဲ့တခြားတက်ဖွဲ့တွေစီမှာလည်းရှိအောင်ပါအဲ့လောင်းတွေဘယ်လောက်ရှိနေလဲမသိဘူးအဲ့လောက်ညာတို့တွေတိုက်ပွဲနေရာအနှံ့ထွက်ပြေးကြတယ်အများကြီးရှိရပါတော့အဲ့ကြောင့်ဒါပြီးရင်သူကလိုက်ပါတိုက်တာ ဟိုလိုက်ပြီးတော့ရေဆုံးမြေဆုံးတိပါလိုက်ကြိတ်တဲ့ပုံစံမျိုးစစ်ကြောင်းကြီးမှာပြက်ထွက်သွားတာဗျာအဲ့ပြက်ထွက်သွားပြီးတော့ထွက်ပြေးတဲ့ချိန်မှာဘယ်တပ်ဖွဲ့တွေကအနောက်ကနေမှာထက်ချက်မကွာလိုက်ပြီးတော့ချိန်မုန်းတာအာတကယ်လိုက်စစ်စင်တဲ့ပုံစံမျိုးကြီးပေါ့နော်နောက်ပုံနောက်ဆုံးဘလို့ဖြစ်လာမောလာမောလာတော်ရရပြင်မနဲ့ပြန်တော့မယ်ပေါ့နော်အောင်းဝဲနဲ့ပြန်ဆုပ်ပြန်ဆုပ်ခဲ့ပြီပေါ့နော်မလိုက်နိုင်တော့မောတယ်ပေါ့နော်ကိုကောင်တည်းလည်းအဲ့လိုမျိုးနေရာကြမှုံညောင်ပြေးတာနေပါလားသိလားအာတော်တော်ကိုပဲဒီကောင်တွေပြေးတဲ့ပုံစံမျိုးတွေကလိုက်လို့တော့မမီတဲ့အနေထားပြစ်ကုန်လာနေပါပေါ့ဗျာအဲ့တော့ကျတော့ကြံခဲ့တဲ့ဒုတိယဘုံမူကြီးတို့ ပြင်ပို့ရေးတော့အပြင်အခြားစစ်စသားတွေတော့အဲ့ကောင်တွေအလောင်းတွေကိုတပ်ဖွဲ့တွေကမြေမြုပ်ပြီးဆိုပြီးကျိုးနေနေဆိုရင်အဲ့လိုမျိုးထုတ်ပြန်တာတော့ဒီဘက်ကတပ်ဖွဲ့တွေထုတ်ပြန်ပြီဆိုရင်အဲ့လိုမျိုးထုတ်ပြန်တာတို့ဟိုဘက်ရက်ခွက်ကကောင်တွေကြည်တာနောက်တစ်ခုဒါပြောချင်တာအရင်တုန်းကစစ်စစ်တပ်ထဲမှာပေါ့နော်ခွေးခြားဆက်ဆောင်မှုတွေရှိတယ်ခွေးခြားဆက်ဆောင်မှုတွေရှိတယ်အဲတယင်းမှုဆိုတယင်းမှုဘယ်လိုမျိုးအာဘိုးကြီးဆိုဘိုးကြီးဘယ်လိုမျိုးသူအဆောင်ရောင်ကမှအဆောင်ပေါ့နော်အဲပြီးရင်ရဲဘော်ဆိုရဲဘော်ဘယ်လို အဲ့လိုမျိုးသူအမြဲတမ်းခွဲခြားဆက်ဆံမှုအစိမ့်လိုက် ခွဲခြားဆက်ဆံတာရှိတယ်ဒါထားကိုထားရမယ်ဟာရှိကိုရှိရမယ်ဟာအဲဒါသူတို့စီမှာကြတော့လွန်လွန်လွန်းတာပေါ့ပို့ကိုပို့လွန်းတယ်ပေါ့နော်ရှိသင့်တဲ့အချိန်မှာရှိရမယ်ဗျာဒါပေမဲ့သူကမဟုတ်ဘူးအချိန်တိုင်းမှာအခွင့်အရေးနဲ့ပတ်သက်လာရင်အဲ့လိုမျိုးသူကခွဲခြားဆက်ဆံတဲ့ဟာတွေနဲ့အများကြီးသူကဆက်ဆံကြဒါအခုကြခွဲခြားဆက်ဆံတာကြီးမရှိတော့ဘူးအခုကြတော့ဆင်းပြေပြေမှာရောက်တဲ့ချိန်မှာလုံးဝခွဲခြားဆက်ဆံတာမရှိတော့တဲမှုတည်လဲထားခဲ့တယ် ရဲဘော်တည်လဲထားခဲ့တယ်ဘူကြီးတည်လဲထားခဲ့တယ်တော့လုံးဝတယောက်မှမခွဲကြဘူးတဲမူးမူးလို့ခေါ်သွားမယ်ဆိုတာလည်းမရှိတော့ဘူးအဖွဲတွေဒါအကူရတယ်ကောင်းနေတဲမူးဆိုလည်းတဲမူးလုံးဝဒီမှာပြစ်ထားခဲ့တယ်အဲအကြောင်းမလို့ကိုဒါတပ်ဖွဲ့တွေကအလောင်းတွေပြန်ရခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့သူတို့စီမှာရဲဘော်ရဲဘက်စိတ်တွေမရှိတော့ဘူးရေဘော်ရေဘက်စိတ်ဆိုတာသူတို့အချင်းချင်းကြားထဲမှာရှိတဲ့တန်ရောစင်တရားကတိဆောက်တာဒီရေဘော်ရေဘက်စိတ်ဆိုတာ တယောက်နဲ့တယောက်လက်ရုံးစင်းနဲ့မြေတားတရားတွေဟာဒူးလူပေါင်ဖက်ပခုံးဖက်ပြီးတော့ဒါလှုပ်ရှားသွားလာခဲ့တဲ့အရာတွေအာမရှိတူရှိတူနေထိုင်စားသောက်ခဲ့တဲ့အရာတွေပေါ့နော်အဲ့လိုအရာတွေကကာလာတစ်ခုကြာတဲ့ခါကျတော့တန်ရုံးစင်းနဲ့မြေတားတရားတွေဖြစ်သွားတယ်အဲ့လိုဖြစ်သွားပြီဆိုတဲ့ခါကျရင်ကိုယ့်ကိုထိမှထဲသူ့ကိုထိမှပူတဲ့ရဲဘော်ရဲဘက်တွေတောင်ရှိကြတယ် ဒါမျိုးတွေတကယ်ကြုံခဲ့ဘူးတယ်ရှေ့မှာတကယ်ကျွန်တော်နေခဲ့အစဉ်မှာတကယ်ကြုံခဲ့ဘူးတယ်တကယ်ရှိခဲ့ဘူးတယ်အဲ့လိုမျိုးခေါင်းဆောင်မှုပုံစံမျိုးရသွားပြီဟေ့ဆိုတဲ့ခါကျရင်အဲ့လိုတန်ရုံးစင်တရားတွေတကယ်ခိုင်ခိုင်မာမာတိဆောက်ပြီးသွားပြီဆိုတဲ့ခါကျရင်အဲ့ရဲဘော်တွေနဲ့အဲ့အရာရှိတွေကြားထဲမှာပေါ့နော်ဘိုးကြီးကျွန်တော်တို့နောက်မှာနေအဲ့လိုပုံစံမျိုးတွေကျွန်တော်တို့ပြောခံခဲ့ရဘူးတယ်ပေါ့နော်မတက်နဲ့ကျွန်တော်တို့နောက်မှာပဲနေအာဘိုးဟိုဟာဖြစ်သွားလိမ့်မယ်ဒီဟာဖြစ်သွားလိမ့်မယ်အဲ့လိုပုံစံမျိုးတွေကျွန်တော်တို့တွေခန်းစားခဲ့ရဘူးတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာအဲ့အရာတွေမတွေ့ရတော့ရဲဘော်ဆိုတဲ့ကောင်ကလည်းအဲ့ဘိုးကြီး ချက်အခွင့်အရေးရဖို့အတွက်ချောင်းနေတကယ်လို့ထားပါတော့ရှားပါတဲ့နေရာမျိုးတွေရောက်တယ်ငတ်ပြတ်တဲ့နေရာမျိုးတွေရောက်တယ်ရဲဘော်ရဲဘက်စိတ်မရှိတော့ဘူးမရှိတော့တဲ့ခါကျတော့သူ့မှာပါတဲ့ဟာကိုဖွက်ထားတယ်မကြွေဘူးအိုက်ဘူကြီးကိုလည်းမကြွေဘူးအိုက်ဘူကြီးကလည်းသူ့မှာပါတဲ့ဟာကိုမကြွေဘူးအဲကြအဲတခုဆိုခိုးဝှက်ပြီးတော့တည်ကြရရှိလာတယ်ဆစ်လိတိုလေးတတော်တော်မှမတရာတော့တဲ့ပုံစံမျိုးတွေကျွန်တော်တွေ့နေရတယ်ဗောနော်အဲ့ဟာတွေကပဲသူ့ရဲ့ဒါစီလုံးချင်းတွေရဲဘော်ရဲဘက်စိတ်တွေဒါတွေအကုန်လုံးကိုပျက်စီးသွားစေတယ်အဲ့ဒါတွေကလည်းဒါသူ့ရဲ့လောက်ရတဲ့ကြောင့်ပဲဗောနော်အဓိကတော့ ဖွဲ့ခြားဆက်ဆံတာတွေအခွင့်အရေးနဲ့ပတ်သက်ရင်ပို့ပြီးတော့လိုချင်တာတွေလက်အောက်ကိုနိုင်တက်စီနဲ့လောက်တာမျိုးတွေဒါတွေကပဲဒီတက်ဖွဲ့တွေကိုဒီလိုအခြေအနေရောက်သွားအောင်ဆွဲချလိုက်တာပဲပေါ့နော်အဲဒါကြောင့်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေနဲ့တော့꽈တယ်꽈တယ်ဘာ꽈လဲဒါတက်ဖွဲ့တွေတိုက်ပွဲတစ်ခုဆင်နွှဲတဲ့ခါကြရင်ပေါ့နော်တရားရောက်ထိခိုက်သွားတာပဲဖြစ်ဖြစ်ရှိတယ်တကယ်ရှိတယ်ရှိတယ်ဆိုတော့တိုက်ပွဲတစ်ခုဖြစ်သွားဖြစ်သွားတဲ့အချိန်မှာရဲဘော်တယောက်ကြာပါတယ်အဲနှစ်ယောက်ကြာပါတယ်ပေါ့နော်နှစ်ယောက်ကြာပါကြာသွားတဲ့အချိန်မှာပြန်ဆုတ်ရပြန်ဆုတ်လုံးဝကိုမဆုတ်လို့မရတဲ့အခြေအနေနဲ့ပြန်ဆုတ်ရ အဲ့ထဲကတယောက်ကကြတော့ဘလို့ကြလဲဆိုတော့သူကပြန်ဆုတ်နေနဲ့လက်နေကြီးထိပြီးတော့အိုင်နားနဲ့ကြာသွားတာရှေ့တယောက်ကတော့ကြာသွားတဲ့ဟာတိတယ်ဒါပေမဲ့ဒုတိယတယောက်ကကြတော့ပြန်ဆုတ်နေနဲ့မှကြာသွားတာအဲ့ဟာကိုဒါနောက်နောက်ဆုံးသူတို့လေလုံခြုံတဲ့နေရာကိုရောက်တော့မယ်ပေါ့ဗျာအဲ့နေရာကြမှာဒီအဖွဲတပ်ဖွဲ့ခေါင်းဆောင်က ပြန်သိတယ်ရဲဘော်တွေပြန်စစ်တဲ့ချိန်မှာအဲပထမတယောက်ပြင်ဒုတိယတယောက်ကပါမလာတော့ဘူးဆိုတဲ့ဟာကိုသိတယ်လုံအောင်ပြန်ဆုတ်လိုက်ရပြီဆိုတဲ့ချိန်မှာသိတယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးရဲ့စိတ်ကဘာပြောလဲဆိုတော့ပြန်သွားဆွဲမယ် ြန်သွားဆွဲမယ်လုံးဝအကြီးကိုဝိုင်းခံရတဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးပြေးရတယ်ဗျာပြောရရင်ပြေးရတယ်ပေါ့နော်ဒါပေမဲ့အဖွဲတွေကဘာပြန်ဆုံးပြတ်လဲဆိုတော့ငေါ့သေးချင်းသေးပါစေအဲ့အဖွဲတွေရောက်အောင်ပြန်ဆွဲမယ်ဆိုပြီးနောက်တစ်ခါတက်ပွဲပြန်ပြန်ပြီးတော့ဖန်တီးကြတိုက်ပွဲကိုပြန်ပြီးတော့ပြတ်တိုက်မယ်ပေါ့နော်အဲ့ကောင်တွေကအဲ့လိုမျိုးကာပြစ်တွေပြစ်ပြတ်တက်တွေတက်အာရှိသမျှလက်နဲ့တွေအကုန်ကာပြစ်ပြစ်ပြီးတော့ပေါ့နော်အဲ့အဖွဲတွေကအလောင်းကိုရောက်အောင်ပြန်ယူခဲ့တယ်ဆိုတော့တမိုင်းတွေကကျွန်တော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေစီမှာအပြည့်ရှိတယ် ဘယ်တော့မှကိုယ့်ရဲ့ဘော်ကိုမထားခဲ့ဘူးဆိုတော့စိတ်နဲ့ကောင်းဆောင်တွေကမြေပြင်မှာတိုက်ပွဲဝင်နေကြတယ်ပေါ့နော်။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့အဲ့လိုမဟုတ်တော့ဘူး။ဒါကြောင့်မလို့လေအခုလိုမျိုးပေါ့နော်။ဒါအခုဆိုရင်တော်လိုင်းတပ်ဖွဲ့တွေကစစ်တိုက်တဲ့အလုပ်ပြင်ပါပေါ့နော်။ဒါမြေမြုပ်တဲ့အလုပ်တွေပါလုပ်ဝေးနေရတယ်ပေါ့နော်။အဲ့တော့ကြံရစ်တဲ့သူတို့ရဲ့မိသားစုတွေကိုပြောချင်တာတန်ရဲ့လား။အဲဒီနင်တို့ဒီယောက်ျားတွေအခုတေဝါပြီ။တန်ရဲ့လား။အခုလိုမျိုးဒါတပ်ဖွဲ့တွေရဲ့အခုနလိုပေါ့ကွာ။တပ်ဖွဲ့တွေကကျိုးရည်နဲ့ဆွဲလာတယ်။လက်နဲ့တော့မထိချင်ဘူးကွာ။ကျိုးရည်နဲ့ဆွဲလာတယ်။ညီချင်းနဲ့မှမြုပ်ပေးတယ်ပေါ့နော်။ တပ်ဖွဲ့တွေမြုပ်ပေးမှာပဲနင်တို့ယောက်ျားတွေကတကြိုခွင့်ရတဲ့အနေထားမြေမျိုးခွင့်ရတဲ့အနေထားနင်တို့အာကိုပါကြီးရဲ့ချစ်လာပါကြီးရဲ့ဆိုတာသူတို့ရဲ့မိမတွေကိုပြောတာနော်အဲသူတို့ဒါမင်းတို့တွေအာကိုလာပါကြီးရဲ့ချစ်လာပါကြီးရဲ့ဆိုတဲ့အဖွဲ့အစည်းကြီးမင်းတို့တွေအသက်ပေးပြီးလှုပ်ဆောင်ပေးခဲ့ကြတဲ့အဖွဲ့အစည်းကြီးမှာရှိတဲ့သူတွေကမင်းတို့ရဲ့လင်ယောက်ျားတွေတည်သွားပြီဆိုတဲ့အချိန်မှာဒီတိုင်းပြစ်ထားခဲ့ပြီးတော့ထွက်ပြေးကြနောက်ဆုံးမင်းတို့ပြောပြောကြလိမ့်မယ်ပေါ့နော်ဘလို့မှပြန်ဆွဲလို့မရလိုက်လို့ဘာလို့ညာလို့ခုနကတော်လိုင်းရေးဖြစ်စဉ်နဲ့ရှင်ကြည့် လုံးဝပြန်ဆွဲလို့ရမယ့်အနေအထားမဟုတ်ဘူးဒါပေမဲ့ရအောင်ပြန်ဆွဲတယ်ပြန်ဆွဲလို့ထိခိုက်သွားတဲ့သူတွေရှိတယ်အဲ့တော့ကိုမမှုဘူးဗျာအဲ့လိုမျိုးဒါပေမဲ့စိတ်ကောင်းစီရကောင်တွေကကြတော့ပြန်ဆွဲလို့တည်ရမယ့်အရေးကိုတွေးပြီးတော့ငါတို့လွတ်ဖို့အရေးကြီးတယ်ဆိုပြီးတော့ပြေးတာလိုက်လို့တော့မမှီဘူးအခုဒါခင်ဦးပွဲရအဲ့အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ကျတော့တကယ်ကိုယောက်ျားတွေကိုသားတွေအခုလိုမျိုးတည်သွားတယ်ပေါ့နော်တန်ရဲလားဆိုတဲ့ဟာကိုပြန်စင်းစားပေါ့နော်စစ်ကောင်စီအနာရှင်အတွက်အသက်ပေးပြီးတော့တိုက်ပွဲဝင်သွားကြတယ်သူတို့စီကရတဲ့ဟာဘာရမလဲမလို့ ရေခွက်ရမှာလားခြံခွက်ရမှာလားအဲ့ဒါကခုနလူအသက်တွေထက်ပိုပြီးတော့အသုံးဝင်နေလို့လားနောက်ယောက်ျားယူမယ်လို့တွေးထားရဆိုရင်တော့တမျိုးပေါ့လေနော်ဒါပေမဲ့ကိုချစ်တဲ့ကိုယောက်ျားကိုချစ်တဲ့ကိုရဲ့သားဒီလိုပုံစံမျိုးနဲ့ဒါအာနာရှင်အတွက်အလကားတက်တက်အသက်ဆုံးရမယ်ဆိုတဲ့ဟာမျိုးကိုတော့ဒါမမမောစီခြင်းမို့ပေါ့နော်ဒါစစ်ကောင်စီစီကဘာရမှာလဲအာနာရှင်စီကဘာရမှာလဲအခုဆိုပို့ဆိုးလာနေပြီအလောင်းပြတ်မရဘူးဆိုရင်တိတ်ဆုံးတယ်လို့မတတ်မှတ်ဘူးအခုကြည်တော်လိုင်းတက်ဖွဲ့တွေကထုတ်ပြန်ပေးနေတာအဲဥစ္စာကိုပြပြီးတော့သွားပြောရမှာနောက်ဆုံးနောက်ဆိုရင် ဟုတ်တယ်ဒီမှာအတူတူတိုက်ဝဲဝင်တဲ့ရဲဘော်တွေအဲရဲဘော်တွေကပြောဟုတ်တယ်ကျွန်တော်တို့ဘူကြီးတွေဝါကြီးကျွန်တော်တို့တိုင်မှုတွေဝါကြီးအဲ့ဒါကိုအထက်ကကောင်တွေကမရဘူးလက်မခံဘူးမင်းတို့လောင်းမတွေ့ရဘူးဆိုတဲ့ခါကျရင်ငါတို့ကလက်မခံဘူးအဲအဲ့လိုမျိုးပြောအတီမပြုတ်ဘူးပေါ့ဟာအဲ့ဆိုခန်းစားခွင့်တွေမရအောင်ဟာအဲ့ဆိုဘာလုပ်ရမလဲနောက်ဆိုရင်အဲ့လိုမျိုးတည်သောပါပြီဆိုတဲ့ဟာကိုသိကျင်နေဆိုရင် တွလိုင်းတက်ဖွဲ့စီမှာလာတောင်းတွလိုင်းတက်ဖွဲ့ဝင်တွေတင်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေစီမှာအဲ့ဟာတွေကို screen shot ရိုက်ရိုက်ဓာတ်ပုံတွေဆိုတိမ့်တိမ့်ပြရတယ်မင်းတို့အထက်ဌာနကိုတော့ပြဒီမှာကျမယောက်ျားပါဗေတိုက်ပွဲမှာတည်သွားတာပါဒီမှာကျမသားပါကျွန်တော်သားပါဗေတိုက်ပွဲမှာတည်သွားတာပါအဲ့လိုပုံစံမျိုးနဲ့ပြပြီးတော့မင်းတို့ခန်းစား권တွေထုတ်အဲ့လိုပုံစံမျိုးနဲ့ပြပြီးတော့အတီးဗျူအခုအဲ့လိုဖြစ်နေတာအခုငါတို့ဒီဘက်ကတွလိုင်းတက်ဖွဲ့နေရအဲ့လိုမျိုးထုတ်ပြန်ပေးတယ်ဆိုတာမင်းတို့အတွက်ကိုထုတ်ပြန်ပေးနေလို့ဖြစ်နေတာအဲ့ဒါကြောင့်မင်းတို့တွေစဉ်းစား ဆိုတော့မင်းတို့ရဲ့အထက်ကလူကြီးတွေမင်းတို့အောက်ကိုဘလို့သဘောထားနေသလဲမင်းတို့ရဲ့အသက်တွေကိုဘလို့သဘောထားနေသလဲအာမင်းတို့ရဲ့ခံစား권တွေကိုဘလို့မျိုးဒါကုတ်သွေးဆုံးဖို့အတွက်စူးစမ်းနေသလဲဆိုတဲ့ဟာတွေကိုသိစေချင်တယ်ပေါ့နော်နောက်ဆိုရင်ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကိုလည်းတောင်းဆိုတယ်အဲ့ဒါဘာလဲဆိုတော့ဒီတုံမန်းတွေအခုဖမ်းမိတယ်ဆိုရင်အဲ့တေသွားတဲ့လူတွေရဲ့မျက်နှာတွေကိုပြပါပြရတယ်ဒါကဘယ်သူလဲကိုပိုင်နံပါတ်ဘယ်လောက်လဲတက်ချက်ဘယ်သူလဲဘိုးကြီးဘယ်သူလဲတဲမှုဘယ်သူလဲဆိုတဲ့နံပါတ်လေးတွေ ိုဝိုင်နံပါတ်လေးတွေအဲအဲ့ဒါလေးနဲ့ပုံလေးနဲ့ပေါ့နော်ထုတ်ပြန်ပေးကြပါဒါမှဟိုဘက်ကစစ်ကောင်စီစစ်သားတွေရဲ့ကြံခဲ့တဲ့မိသားစုတွေကအတီးပြုလို့ရအောင်ပေါ့နော်နည်းနည်းပြောတာများလွန်သွားလားမဟုတ်ဒါတကယ်ပြောပြတာမင်းတို့တွေနားလည်ဖို့ပြောပြတာဘာလို့အခုလိုမျိုးကြီးကိုအာဘတရားကြီးပြောပြနေလဲဆိုတာကလေမင်းတို့တွေကိုနားလည်ဖို့ကိုချင်းစာလို့ပြောပြတာပေါ့နော်အဲ့တော့ဆက်ပြီးတော့မိုက်နေမယ်ဆိုရင်နော်အဲ့လိုပဲတပုံပြပြီးတော့အတီးပြုကြပါနော်နောက်တစ်ခုဒါကျွန်တော်ကမ်ဘလူမျိုးနဲ့ဒါအောင်ချမ်းသာရွာကိုမိရှို့သွားတယ်အင်အားတရာကျော်ပါတယ်စစ်ကြော အဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်တယ်73ဦးသေဆုံးတယ်ပေါ့နော်အဲ့စစ်ကြောင်းကသူအောင်ချမ်းသာရွာကိုမီးရှို့သွားတယ်မီးရှို့သွားတဲ့အလုံးအိမ်အလုံးကြီးတွေရှစ်လုံးရှစ်လုံးကိုရှို့သွားတယ်ရှို့သွားပြန်သူအချားရွာတွေကိုလိုက်ပြီးတော့ရှို့ဖို့အတွက်လာတဲ့ချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြည့်ပြီးတိုက်ခိုက်တာတိုက်ခိုက်တဲ့ချိန်မှာခုနလို73ယောက်သေတယ်ပေါ့နော်အဲ့ကြောင့်စစ်ကောင်စီကဆက်ပြီးတော့သူ့ရဲ့မီးရှို့မဲ့အစီအစဉ်တွေကိုလက်လျှော့ပြီးတော့သူတို့လာရလမ်းတိုင်းပြန်ပြီးတော့ထွက်ပြေးရတဲ့အဆင်ဖြစ်သွားတယ် တော့သူတို့ဘဲသွားသွားပါတော့နော်ဒါဖြည့်ဆည်းမှုတွေပဲလုံမဲ့ကောင်းနေအခုလိုမျိုးအရင်ဆုံးဖြည့်ဆည်းခံလိုက်ရတာအားရစရာကောင်းတယ်ပါတော့နောက်တစ်ခုဒါဘိတ်ကနေပြီးတော့တင်းသားကြီးကိုသွားတဲ့ရိတ်ခါပို့တဲ့ရှင်နဲ့ရိတ်ခါပို့တဲ့ရှင်နဲ့ဆိုရင်ရှင်နဲ့ရှင်နဲ့လို့တော့ပြောလို့မရဘူးသူကရင်နှစ်စီးပဲပါတယ်ပါတော့နှစ်စီးပဲပါတယ်လမ်းကြောင်းမှာလုံကျွေးယူထားတဲ့ဒါစစ်ခွေးတွေလည်းရှိတယ်အဲ့ဂျားတွေကမှနေကိုပဲတလင်းတက်ဖွဲ့တွေကရအောင်တိုက်ခိုက်နိုင်ခဲ့တယ်ပါတော့အဲ့တော့လုံကျွေးယူထားတဲ့ကောင်တွေနဲ့ရောဒါရှင်နဲ့ပေါ်မှာပါတဲ့ကောင်တွေနဲ့ရောတိုက်ပွဲအနေငယ်ဖြစ်ပွားရရှိတယ် ်အဲပြီးတော့ဒါသူတို့တွေအထိနာတယ်ဒါပဲထုံးစံပဲဒါလုံးဝအမှန်တရားဒါပဲတော့ဖြစ်ဖြစ်မင်းတို့ဘက်ကဒါပဲနောက်တစ်ခုရှိတယ်နောက်တစ်ခုဒါဝင်းဒိုဝါစစ်ကြောင်းပေါ့နော်ဝင်းဒိုဝါစစ်ကြောင်းတိုက်ခိုက်ခံရတယ်အင်အား60ပါတယ်အဲ60ပါတာဘယ်လောက်တွေပါ35ဦးတွေပါစစ်ကြောင်းကပြတ်သွားပုံပုံပေါ့နော်အပြင်အဲ့ထဲမှာမှစစ်တုံးမှန်9ရောက်ဖမ်းမိတယ်9ရောက်35တည်တယ်9ရောက်ဖမ်းမိတယ်ပေါ့နော်အဲ့မှာ40ကျော်နေပြီလာလာကြောက်စေစစ်ကောင်စီက50ရဲက30ပေါ့ အဲ့တော့ဒါပန်ဖမ်းမိတဲ့တုံမှန်9ယောက်9ယောက်ထဲမှာဒံယာပြင်းထန်လို့တယောက်ကတော့တည်သွားတယ်စေကုသပြင်းနေတော့တွင်မှာတယောက်ကတော့တည်သွားတယ်ဗောနော်အဲ့မှာတုံမှန်နေကိုဓာတ်ပုံနေနဲ့ထုတ်ပြန်တာတွေ့အဲ့ထဲကတယောက်ကဖူးဖူးရောင်နေကြည့်ရတာတပွဲတွေဖုံခါပေးတာအထင်ပါတယ်ဗောနော်အဲ့ဒါအဲ့ကောင်တော်တော်စောက်ချိုးပြေလို့ပြင်းမှာ တကယ်တကယ်ပုံနဲ့ထုတ်ပြန်တာအဖွဲတွေကလည်းတကယ်ဖဲ့သလားမမင်းနဲ့ပေါ့နော်အားရစရာကောင်းတယ်အဲ့တော့ချောင်းအယောက်60ပါပါတဲ့ထဲမှာအဲ့လိုပေါ့ခုနလိုမျိုးတဝက်ကျော်လောက်ကပြုတ်ပြုတ်ထွက်သွားတယ်ဆိုရင်ကဒီစစ်ကောင်စီရဲ့အရေးချင်းပြီးရင်တော်လိုင်းတပ်ဖွဲ့တွေရဲ့အရေးအသွေးဒါတွေကမြေပြင်မှာတကယ်ကိုကွာဟနေပြီဆိုတဲ့ဟာကိုလည်းပြပြီးတော့ကြတော့ဒါစစ်ကောင်စီဘာလုပ်လို့ဘဲသွားသွားဘလို့အနေထားပဲသူတို့ပြင်ဆင်ပြင်ဆင်မြေပြင်မှာအတာမရနိုင်ဘူးဆိုတဲ့ဟာမျိုးကြီးလေနေရာဒေသတော်တော်များများမှာတွေ့နေရတယ် ဘယ်နေရာတွေမှာဘလို့နေရာတွေမှာတွေ့ရတယ်ဆိုစီလုံးမှုရှိတဲ့နေရာမျိုးတွေတက်ဖွဲ့တွေအများကြီးပေါင်းပြီးတော့လုံနိုင်တဲ့နေရာမျိုးတွေပြည်သူလူထုနဲ့အာတက်ဖွဲ့တွေနဲ့တကယ်ချစ်ချင်ရင်းနှီးမှုရတဲ့နေရာတွေအနေပဲတွေနေမြေတွေအဲ့လိုနေရာမျိုးတွေမှာအောင်မြင်မှုတွေပိုရလူထုကလည်းထောက်ခံတယ်တက်ဖွဲ့တွေကလည်းတကယ်အလုံးလုံးတယ်အဲ့လိုလုံးလုံးနိုင်မှုအတွက်ကိုလည်းအဖွဲ့အချင်းချင်းပူးပေါင်းပြီးတော့လှုပ်ဆောင်ကြရတယ်အဲ့လိုပုံစံမျိုးတွေနဲ့စစ်ကောင်စီစီကနေပြီးတော့ရရှိတဲ့သတင်းတွေယူတယ်ကြိုတင်တွက်ချက်တိုင်ပင်ပြီးတော့ဒါအဖွဲ့တွေအားလုံးခေါင်းချင်းဆိုင်ပြီးတော့စီမံချက်တွေဆွဲကြမယ်တိုင်ပင်ကြမယ် ်ပြီးတာနဲ့တိုက်ကြတယ်ခိုက်ကြတယ်ပြီးရင်အောင်မြင်မှုရဒါပဲစစ်ပွဲတစ်ခုနိုင်မှုအတွက်ကအဲ့ဒါပဲပေါ့နော်စူပေါင်းညီညွတ်စွာနဲ့လှုပ်ဆောင်နိုင်ဖို့ပြီးရင်လူလူထောက်ခံမှုရရရှိဖို့အဲနောက်တစ်ခုဒါလက်နက်ခဲယမ်းပြည့်စုံလက်နက်ခဲယမ်းသာပြည့်စုံကြည့်အဲ့ထက်ကိုအကျိုးနည်းတော့တယ်ဟိုကောင်းတယ်တကယ်အဲ့တော့ကျတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတပ်ဖွဲ့တွေကကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေကအရေးအတွေးတွေအရန်မြင့်မားလာတယ်ပေါ့နော်အဲအကြောင်းလို့လဲဒါခုနေ့ကရုပ်ကွန်ဘောကအစပေါ့နော်ဒုတိယဘုချိုကြီးကွန်ဘောကအစ ် PDF တွေကိုဒါဆွမ်းဆောင်ရင်မြင့်လာတယ်အတွေ့အကြုံတွေရှိလာတယ်အဲအကြောင်းမလို့ဒါပြည်သူတွေအတွက်ပို့ပြီးတော့အောင်မြင်မှုတွေရယူနိုင်ကြပါစေဆိုပြီးတော့ဒါဆူတောင်းပေးတဲ့အားလေးအဲတော့ဒီလိုမျိုးတော်လည်းရင်ဒါဝိုင်းရင်ခေါင်းဆောင်တယောက်ကအစပေါ့နော်ခုလိုမျိုးလိုက်လိုက်လဲလဲဂုံပြုတ်ပေးတဲ့ဟာကကျွန်တော်တော်လည်းရင်တပ်ဖွဲ့တွေဘယ်အဆင့်ဘယ်အတိုင်းဒါထိရောက်နေပြီလဲဆိုတဲ့ဟာကိုခံမှန်းလို့ရယုံကြည်လိုက်ပြတကယ်တပ်ဖွဲ့တွေကလုံးဝပြည့်စုံမှုသာရှိကြည့်အဲစစ်ကောင်စီဆိုတဲ့ကောင်တွေအမိတော်မမြင်စေရဘူးပေါ့နော်အဲ့တော့ စစ်တုံးမှာ6ဦး6ဦးတည်းကချုံးပြေတဲ့ကောင်လေးတွတ်တော့ဟိုဟွာဖြစ်ပါတယ်ဗောနော်ဂျေစုတင်ပါတယ်ဗောနော်တဝဲတွေကိုဗောနော်အခုလိုပုံစံမျိုးလေးနဲ့တာပြည်သူတွေကိုဂျင်းနဲ့အောင်ထုတ်ပြန်ပေးတဲ့အတွက်ဗောနော်နောက်တစ်ခုတာကျွန်တော်ပြောချင်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘုကျုပ်ထွန်းမြင့်နိုင်တဲ့အရာဝီနဲ့အင်တာဗျူးတဲ့အချိန်မှာဒီမွေးရေးစေဝါနဲ့ပတ်သက်လို့ဗောနော်ကိုအောင်စွာမေးတယ်မေးတဲ့အချိန်မှာအဲ့မွေးရေးစေဝါနဲ့ပတ်သက်လို့ဘုကျုပ်ထွန်းမြင့်နိုင်ဖြေသွားတဲ့ဟာလေးကိုကြိုက်တယ်ဗောနော်ကြိုက်တယ်မွေးရေးစေဝါနဲ့ပတ်သက်လို့ဒီလောက်များတဲ့ပမာဏကြီးဗောနော်အဲ့လောက်များတဲ့ပမာဏက ဒီမွေးစောကဖမ်းမိလိုက်ပြီဆိုဘီလီယံနဲ့ချီတယ်ဘီလီယံနဲ့ချီတယ်အဲ့အဲ့လိုပုံစံမျိုးနဲ့ကျင်ညာတဲ့ဟာတွေအများကြီးတွေ့တယ်အများကြီးပဲပေါ့နော်အဲ့ဟာတွေအကုန်လုံးကအာရခတက်တော် AA ကလှုပ်ဆောင်တာပါအာရခတက်တော် AA ကဒါမျိုးပုံစံမျိုးတွေလှုပ်တာပါဆိုရဲရည်ရွယ်ချက်နဲ့သူတို့ကဒီဥစ္စာတွေထုတ်ထုတ်ပြထုတ်ထုတ်ပြပြီးရင်အဲ့လမ်းကြောင်းတွေကသူတို့မသိကြအကြောင်းရှိဘူးဘယ်ကနေလာတယ်ဘယ်လမ်းကြောင်းဘယ်လိုသွားတယ်ဆိုတဲ့ဟာတွေကမသိကြအကြောင်းရှိဘူးအဲ့အကြောင်းသူပြောတယ်ပစ္စတိုကြည်စံကအစပေါ့နော်ရအောင်ဖမ်းနိုင်တဲ့စစ်ကောင်စီကဒီလောက်ပမာဏအကြီးကြီးဖြစ်တဲ့ ဒီဗီလီယံနဲ့ခြည်တဲ့တန်ဖိုးရှိတဲ့မွေးဆေးဝါးတွေကြတော့ဒီနေရာထိဘလို့လုံးရောက်လာအောင်သူတို့လှုပ်ပေးခဲ့တယ်လေသူတို့ညံ့လို့လာပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးနဲ့ပြန်ပြီးတော့တုံ့ပြန်သွားတာရှိတယ်ပြီးတော့အဲ့ထဲမှာအကြိုက်ဆုံးပါလဲဆိုတော့ဒီလောက်ပမာဏရှိတဲ့ဗီလီယံနဲ့ခြည်တဲ့ပတ်စံနေတာကျွန်တော်တို့မှရှိကြည့်ပါနော်ဒါမင်းအောင်လိုင်ရဲ့ဒီလီတက်ပေါ့နော်မင်းအောင်လိုင်ရဲ့လီတက်ကလေရင်တွေကိုရင်ကောင်ရိုက်ချသလိုတကောင်ချင်းရိုက်ချလို့ရတယ်အဟုတ်ပဲလေအဲ့ဒါအဟုတ်ပဲတကယ် အဲ့လို့ဒီကောင်းနေဒီခါကြီးကျရင်အဲကြောင့်မလို့ပေါ့နော်ဒီကောင်းနေလှုပ်တဲ့လှုပ်ရက်တွေကသူတို့ကိုသူတို့ပဲပြန်ပြီးတော့ဒုက္ခပေးနေတာသူတို့အုံနောက်မရှိတဲ့အရာတွေရပေါ့နော်အဲပြီးတော့သူကရည်ရချက်ရှိတယ်အဲ့ဒါပါလဲဆိုတော့အဲခါတက်တော့ AA လို့အဖွဲတွေခြားအဖွဲတွေရောပေါ့နော်အဲ့လိုအဖွဲစည်းကြီးတွေကိုအခြားဒါတန်တမာရင်းနဲ့ပတ်သက်လို့ပေါ့နော်သိခါချချင်တာရှိအဲသူတို့နဲ့လက်တွဲလှုပ်ဆောင်စကားပြောရမယ့်နိုင်ငံတွေကိုရှေ့ဆက်ပြီးတော့မတိုးရဲအောင်ပေါ့နော်ဒီအဖွဲတွေကဒါ ဒေါ်လာရေးအတွက်လွတ်မြောက်ရေးအတွက်ဒါစီးစနစ်ကြကြနဲ့သွားနေတဲ့ဟာတွေမဟုတ်ဘူးဘိမ့်မောင်ခိုတွေမူးရေးရာကြတွေဒီလိုအဖွဲ့တွေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ तू ကပုံမှားရိုက်ချင်တာဒါပေမဲ့ तू ကသူ့အထုပ်သူဖြစ်နေတယ်လို့ပဲဖြစ်နေတာပေါ့နော်အခုပြောချလိုက်တဲ့ဟာကမိုက်တယ်တကယ်ကြိုက်တယ်ပြီးတော့ကျ तू ပြောသားတဲ့အထက်မှာတခုရှိသေးတယ်ဒီစစ်ကောင်စီမတိဘဲနဲ့ဒီနေရာတွေကိုဘာဘယ်ရာမှရောက်လာလို့မရဘူးဆိုတဲ့ပုံစံမျိုးပြောသွားတာဒီမူးရေးစေဝါတွေပေါ့နော်ဒီလောက်အထုပ်နဲ့အထည်နဲ့အဲ့ကျသူတို့ဒါခွင့်ပြုလို့ဒီနေရာ ठी ရောက်လာခဲ့တာဆိုတဲ့ပုံစံမျိုးပြောသွားတယ် ။အဲနောက်တစ်ခုကအဲ့လိုပေါ့ဒါဆွဆွဲတဲ့ဟာရင်းနဲ့ပတ်သက်လို့ပြောသွားရလေးလဲကြိုက်။အဲ့ဒါစေကောင်စီကအခုဆိုရင်ဒါအာခတ်တော်အေကိုနှီးမျိုးစုံနဲ့ဆူဆွဲရလုပ်တယ်။မွေးစေဝါနဲ့ပတ်သက်တာတွေရောဒီထန်းလျှောက်ကန်ရွာကအလောင်းနေနဲ့ပတ်သက်လို့ရောပေါ့နော်။သူအများကြီးပဲအဲ့လိုမျိုးသူတောက်လျှောက်တောက်လျှောက်ပေါ့နော်။အဲသူတိုက်ခိုက်တာတွေရှိတယ်။ထိုးချတာဆွဲချတာဒါမျိုးပုံစံလုပ်တာတွေရှိတယ်။အဲ့ကြဒါရုပ်ကဘာပြန်ပြောလဲဆိုတော့အဲ့ဒါတခါလေးကြာတော့လေကောင်းနေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့အဲ့လိုမျိုးလုပ်လေလေကျွန်တော်တို့ကဖော်ထုတ်လို့ရလေလေ သူတို့ကမဟုတ်မမှန်တာကြီးကိုဆွဆွဲနေတာလေအဲ့တော့ဟုတ်မှန်တဲ့ဟာတွေကတော်လိုင်းတက်ဖွဲ့တွေစီမှာရှိနေတာပေါ့အဲ့တော့ခုနထန်းလျှောက်ကန်ရွာအကြောင်းကိုပဲကြည့်ပါနော်ဒီအလောင်း600ကဘာဖြစ်ပါလဲညာဖြစ်ပါလဲအာခတ်တော်အေကဒီမွတ်စလင်တွေကိုတတ်ခဲ့ပါလေဘာညာနဲ့စစ်ကောင်စီဘက်ကဘလောက်ပဲပြောပြောအဲ့နေရအဲ့အဖြစ်အပျက်မှာပါဝင်ခဲ့တဲ့အစအဆုံးရှိခဲ့တဲ့ဒါကခုနစက္ကဆ5ဒုတိယမှမူလကောင်မျိုးကအေအေစီမှာရှိတယ် အဲ့ကြကောင်းတယ်လေစစ်ကောင်စီကအဲ့လိုမျိုးပုံစံမျိုးတွေထုတ်ပြန်ပြီဆိုတဲ့ခါကျမှတခွက်ချင်းပြန်ရိုက်ချတော့ယော့ဒီမှာယော့ဒီမှာမင်းတို့တက်တယ်ယော့ဒီမှာလာခေါ်သွားမယ်အဲ့ရွာထိလက်ရိုက်ပြအာအဲ့မှာအဲ့ခါကျမှဒါဟုတ်လားဒါဒီမှာတွေ့လာပြီ equipment တွေတွေ့လာပြီစစ်တပ်ကအုံဆောင်တွေတွေ့လာပြီကြီးကားဥထုတ်တွေတွေ့လာပြီပြီးပြီလေအဲ့မှာမင်းတို့ထိုးချနေတဲ့ဟာတွေကမင်းတို့ကိုပဲဘလောက်ထိမင်းတို့အချက်သိခမဲတဲ့လောက်ရက်တွေလောက်လဲဆိုတဲ့ဟာကိုပဲပြန်ပြီးပုံပေါ်သွားတယ်အဲ့တကယ်တကယ်မိုက်တယ်အဲ့ကြတော့ တပ်ဖွဲ့တွေအနေနဲ့ပေါ့နော်ဒီလိုမျိုးဖြစ်ရှင်းနိုင်ဖို့အရန်အရေးကြီးတယ်စစ်ကောင်စီဘက်ကအမြဲတမ်းလိန်ညာနေတာရုံမာနေတာအဲ့တော့သူတို့တွေအပြေမှန်ကိုပြန်ပြီးတော့ဒီဘက်ကတပ်ဖွဲ့တွေကဖော်ထုတ်နိုင်ပြီဆိုတဲ့အချိန်မှာဒါကိုစောင့်ကြည့်နေတဲ့သူတွေကလည်းဘယ်သူကဗာလဲဆိုတာကိုသိသွားတယ်ဗျာအာအစပိုင်းတော့ဟုတ်တယ်အာမူရစေဝါတွေဖမ်းမိတယ်အာလူတက်တာအယောက်ချရာလောက်တက်ပြစ်တာအေးကတက်ပြစ်တာဆိုစစ်ကောင်စီကပြောတယ်ပြောတယ်ပြောရဲ့အချိန်မှာဟုတ်လားဟုတ်လားဟုတ်လားအားလုံးရဲ့အတွေ့အကြုံအဲ့လိုဖြစ်နေတဲ့အချိန်မှာလာခဲ့ဒီမှာတခုချင်းပြန်ဖြည့်ရှင်းပြ ီမှာဒါဘသူတွေဒါဘသူတွေပြီးရင်ကိုယ်တိုင်ပါဝင်ခဲ့တဲ့ဒီခုနဒုတမဘူးလိုកောင်မျိုးတွေအကုန်လုံးကိုထွက်ပြီးရှင်းရှင်းခိုင်းတဲ့ခါကျတော့စောင့်ကြည့်နေတဲ့သူတွေကဟာအဲ့ဆိုမင်းတို့စစ်ခေါင်စီကငပိုးအဖွဲ့ပဲဟာသူများကိုထိုးချခြင်းလို့လုပ်နေတဲ့កောင်ပဲဟာမင်းတို့ကောင်တွေတော်တော်ယုံညံ့တဲ့កောင်တွေပဲသူတို့အဲ့လိုလုပ်လေလေဒီဘက်ကတစ်ချက်ချင်းပြန်ထုတ်ပြနိုင်တဲ့ခါကျတော့သူတို့အဲ့လိုလုပ်လေလေဒုက္ခများလေလေပဲနောက်ဆုံးကြတော့သူတို့ရဲ့ပြောတဲ့စကားတွေကအခုလိုပဲဒါကျွန်တော်တို့ပြည်တွင်းပြည်ပမှာရှိရကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေကကြတော့စစ်ကောင်စီဘယ်လောက်ရုံမှလည်းသိကြတယ် ညမမသိသေးတဲ့သူတွေအတွက်ကြတော့ဒါတွေကလိုအပ်တယ်အဲ့လိုမျိုးသူတို့တွေလှုပ်သမျှဟာအကုန်လုံးအလွဲလွဲချော်ချော်တွေအမှားမှားယွင်းယွင်းတွေထက်ကထက်ကမြင်ရတဲ့ခါကြတော့ဒီကောင်တွေပြောသမျှစကားဆိုကျွန်တော်တို့ကယုံုံမယုံတော့ကျွန်တော်တို့မယုံလို့ပဲသူတို့ကိုစောင့်ကြည့်နေတဲ့အဖွဲ့တွေကလည်းယုံမှာမဟုတ်တော့အဲ့ဒါအခုဆိုကြည့်ပါလားကျွန်တော်တို့ဇော်မင်းထုံးပြောတယ်ဒီကောင်ပြောပြီဆိုတာနဲ့ဒီကောင်ငင်းပြီဆိုတာနဲ့ဟုတ်လို့ပဲဟုတ်တယ်လေဒီကောင်တွေကမြဲတမ်းအတွက်အဲ့လိုမျိုးအလိန်ညာတွေဖုံးကွယ်ထားတာတွေနဲ့ပဲဒီကောင်တွေရှင်းတန်းနေကြတာပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးကိုတစ်ခုချင်းပြန်ပြီးပြောသွားလိုက်တယ်ဒါဖူဂျိုထွန်းမြတ်နိုင်ရဲ့ အင်တာဗျူးကလည်းတကယ်ကိုကြိုက်တယ်ပြီးတော့ကျတော့အဲဒီခေါင်းဆောင်တယောက်ဖြီးဆိုသွားတဲ့ဒါစကလုံးသုံးနှုံးတွေကဆောက်ပေါ့နော်အဲရွေးချယ်သုံးလုံးသွားတဲ့ဟာတွေအဲပြီးတော့အဲဒီအများကြီးပေါ့နော်အာတက်ဆရာကြီးလည်းပါတယ်ပေါ့နော်ကိုကိုမြေကိုရေကိုပြန်တဲ့ခါမှာခန်းစားရတဲ့အငွေသက်ဒါလစ်တိုက်ခတ်လာတဲ့လေးလေးညင်းလေးတွေကအစပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေနဲ့အစဒါသူနုတင်တဲ့နေရာမှာနုပြက်သားတင်တဲ့နေရာမှာပြက်သား တိတိကျကျပြောနိုင်တဲ့နေရာမှာတိတိကျကျထည့်ပြောတာမျိုးပြီးခွဲခြားပြီးပြောရမယ့်ချိန်မှာခွဲခြားပြီးတော့ပြောတာမျိုးပေါ့နော်လုံးဝဝေဝါးသွားမယ်လို့ထင်တဲ့စကားမျိုးထွက်လိုက်ပြီးဆိုတဲ့ဘတ်ဆိုပြီးတော့နောက်တစ်လုံးနဲ့ပြန်ဆွဲကတ်လိုက်တဲ့ဟာမျိုးတွေကတကယ်ကိုပညာသားပါတဲ့ခေါင်းဆောင်တယောက်ရဲ့ဖြေဆုံမှုကိုကျွန်တော်မြင်တွေ့ခဲ့ရတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်ဒီလိုမျိုးခေါင်းဆောင်တွေတော်လိုင်းမှာပါဝင်နေတာဖြစ်တဲ့အတွက်ကျောင်းတွေအများကြီးလေးစားကိုယူအားကိုးရတယ်ပေါ့နော်အရှိဆက်ပြီးတော့လေဒါဒီတိုက်ပွဲတွေအောင်မြင်ဖို့အတွက်မြေပြင်မှာအားသုံးကွန်ဆိုင်နဲ့စူးစမ်းနေကြတယ်နင်းနေတီးတီးကရရက်က တက်ဖွဲ့တွေအများကြီးရှိပါတယ်အဲ့တက်ဖွဲ့တွေအခုဆိုရင်အရေးကြီးကာလကိုကျော်ဖြတ်နေကြတယ်အဲ့လိုကျော်ဖြတ်တဲ့အခါမှာအထူးခိုက်ဖိတ်စင်တွေရှိတယ်လိုအပ်ချက်တွေအများကြီးရှိတယ်အဲ့တော့သူတို့လိုအပ်နေတဲ့အရာတွေကပြည်သူတွေရဲ့ကုညီထောက်ပံ့မှုဖြစ်တယ်လို့ပြည်သူတွေရဲ့မေတ္တာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တက်ဖွဲ့တွေကိုဒီထက်ပိုပြီးတော့အဖေစကားတွေပြောပေးကြပါတနိုင်တဲ့သူတွေကလည်းကုညီပေးကြပါဘယ်လိုပဲများမဟုတ်ဘဲနဲ့ပေါ့နော်အဲငါတို့ကမင်းတို့နဲ့အတူတူရှိတယ်ဆိုတဲ့အကြောင်းကိုတနည်းတစ်ပုံနဲ့ပြသပေးကြပါလို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်